ငပြောပင်ကိုတတောင်တစ်ချဲရိုက်ပြီးချိုးပြခဲ့တဲ့ဒေဝရာမန်နဲ့ရင်ဆိုင်မှုအဆင်သင့်ပဲပရိသတ်များလုံးပဲမင်္ဂလာပါဗျာကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုလိုက်ပါရင်မြန်မာရောလည်းဝေးပရိသတ်တွေအနေနဲ့ဒီနေ့ထဲမှာပွဲကြီးပွဲကောင်းကိုကြည့်ရှုခွင့်ရတော့မှာဖြစ်ပါရင်ပြီးခဲ့တဲ့နေ့အတွင်းကထွန်းနှမင်းနဲ့သွေးတင်ဝင်လိုက်သွေးတင်ဝင်လိုက်နဲ့ဂျော်ဆွာဝင်းထွန်းနှမင်းနဲ့ဂျော်ဆွာဝင်းတို့ရဲ့ပွဲကြီးပွဲကောင်းတွေကိုကြည့်ခဲ့ရတယ်မြန်မာရောပရိသတ်တွေအတွက်ဒီနေ့မှာတော့ရွေးရကြားတွေရဲ့ပွဲကောင်းတွေကရှားပါနေပါရင် ရမဒန်စားလဝေးသမားတွေအတွက်ပြိုင်ဘက်တွေရှားပါလာတယ်လို့ပွဲစီစဉ်သူတွေကလည်းကုန်ချစိတ်မြင်မာလာတာကြောင့်ပွဲကြီးပွဲကောင်းတွေကိုသိမ်းမတွေ့ရပင်မျိုးဆက်တတိယပွဲတွေကိုပဲအများစုမြင်တွေ့ခဲ့ရပါတယ်။ဒါ့အပြင်အလားအလာရှိတဲ့လူငယ်ဖိုင်တာတချို့ကလည်းဝမ်ချန်ပီယံရှစ်ကိုရောက်ရှိကြကုန်ပြီဖြစ်တာကြောင့်ရွေးရပရိသတ်တွေအတွက်ပွဲကောင်းတွေကြည့်ရမယ့်ခွင့်တွေကနည်းပါလာခဲ့တာဖြစ်ပါတယ်။အခုတော့ဒီနေ့ထဲမှာပဲပရိသတ်တွေအကြီးကျယ်ဆုံးပွဲတစ်ပွဲကိုမြင်တွေ့သွားရဖို့ရှိနေပါတယ်။အဲ့ဒါကတော့ကနေဒါနိုင်ငံသားကြီးဒေဝါနဲ့မြန်မာယောဂလဝေးကျော်ရွှေရမန်တို့ရဲ့ပွဲပဲဖြစ်ပါတယ်။ ရှင်ရမန်ဟာလွန်ခဲ့တဲ့နှစ်နှစ်ဝန်းကျင်တုန်းကဒေဝကိုစိန်ခေါ်ထားခဲ့ဘူးတာဖြစ်ပါရင်အဲ့ဒီချိန်တုန်းကဒေဝဟာလောကီလောကကနေအားယူသွားခဲ့ပြီဖြစ်တာကြောင့်ရာမန်ရဲ့စိန်ခေါ်မှုကိုပြန်လည်တုံ့ပြန်တာမျိုးမရှိခဲ့ပါဘူး။ဒါပေမဲ့ဒီနေ့အစောပိုင်းမှာလည်းဒေဝကရာမန်ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပြီးမကြခင်တွေ့ကြမယ်လို့အကြောင်းပြန်လိုက်တာဖြစ်ပါရင်ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ပွဲဘယ်တော့ဖြစ်လာမလဲဖြစ်လာမလဲဆိုပြီးပရိသတ်တွေကစောင့်မျှော်နေကြတာဖြစ်ပါရင် ချွေရမဲစင်ကောစကားကိုကြားပြီးကြတဲ့ကဒေဝဟာဂျိုးအိုင်းတင်းကိုပြန်လည်ဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Fighter ဘွားကလည်းအားယူပြီးကြေညာထားခဲ့ပြီးဖြစ်တာတော့မှစင်ကောသူရှိလာတဲ့အချိန်မှာဘာအကြောင်းပြချက်မှမပေးဘဲစင်ကောမှုကိုလက်ခံသွားခဲ့တာပါပြီးကြတဲ့ရပိုင်းတော့ကလည်းဒေဝဟာသူ့ရဲ့ Facebook စာမျက်နှာကနေတဆင်သူ့ရဲ့တတော်ရိုင်းချက်ဘလောက်ထိပြင်းလဲဆိုတာပြသသွားခဲ့ပါတယ်မကြာသေးခင်ကသူ့ရဲ့ post ဆောက်မှာပရိသတ်တူကငပြောမိကိုတတော်နဲ့တစ်ချက်သေးရိုက်ပြီးလှဲနိုင်ရင်တော့အထင်ကြီးမိမှာပဲလောက်နိုင်မယ်ထင်လားဆိုပြီးတော့မှတ်ချက်ရေးသားခဲ့ပါတယ် ဒါကိုဒေဝကဗီဒီယိုနဲ့တကွတက်တည်ပြသွားခဲ့ပြီးဒေဝရဲ့တောင်ရိုင်းချက်ကြောင့်ငပြောပင်ဟာထပ်ပိုင်းကျိုးပြီးလဲကျသွားခဲ့ပါတယ်။ပွဲမထိုးတော့တာအချိန်ကာလတစ်ခုရှိနေတာတော့မှသူ့ရဲ့တောင်ရိုင်းချက်ဘလောက်ထိအားပြင်းနေသေးလဲဆိုတာဒီဗီဒီယိုဖိုင်ကတက်တည်ပါပဲ။ဒါအပြင်ဒေဝဟာအဲ့ဒီဗီဒီယိုဖိုင်အောက်မှာအနိုင်ရလဲရယူဖို့အတွက်တောင်တစ်ခါရိုင်းချက်တစ်ခုပဲလိုအပ်ပါတယ်။ရှေယာမန်ကစိန်ခေါ်လာတယ်ဆိုတော့သူကငါ့အတွက်နောက်ထပ်ပြစ်မှတ်တစ်ခုပဲဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အဆိုပါဗီဒီယိုအောက်မှာပဲပြည်သက်တူကရာမန်ရဲ့ပွဲကိုဘယ်တော့ကြည့်ရမလဲဆိုပြီးမေးမြန်းခဲ့ရမှာ ဒေဝကိုရိုင်ကဒီနေ့ထဲမှာပဲကြီးရမယ်ဆိုပြီးတော့ပြန်လဲအကြောင်းပြန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရိုးရာချစ်ပရိသတ်တွေအနေနဲ့ဒေဝနဲ့ရာမန်တို့ရဲ့ပွဲချီးပွဲကောင်းကိုမကြခင်မှာကြီးရှုခွင့်ရရှိတော့မှာဖြစ်ပါတယ်။ဒေဝဟာနိုင်ငံခြားသားတူဖြစ်ပေမဲ့မြမရွာလက်ဝဲကိုဒေတိချာချာလေးလာတင်ယူပြီးမြမမာရီမကနိုင်ငံကလှမ်းပြီးမြမရွာလက်ဝဲကိုကဘာကတိအောင်ဆွမ်းဆောင်ပြထားခဲ့တယ်လို့ရောက်လျာရဲ့အတိုင်းမှာမြမလန်ကိုလွမ်းချုံပြီးမြမပြည်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုအမြဲလိုလိုကူညီစောင့်ကြည့်မှုတွေပြုလုပ်လို့ရှိသူဖြစ်ပါတယ်။ ဒီဝဟာမြန်မာနိုင်ငံကိုဘလောက်ထိချစ်မြတ်လို့လဲဆိုရင်သူ့ရဲ့ nationality မှာမြန်မာနဲ့ကနေဒါကိုတော့တွဲပြီးထည့်ထားသလိုမင်္ဂလာဆောင်ကိုတော့မြန်မာရွေးရဒလိထုံးတမ်းများတဲ့အညီပြုလုပ်ခဲ့တာဖြစ်ပါရင်မကြသေးခင်တုန်းကလည်းမြန်မာနိုင်ငံအလဲပိုင်းကိုဗိုလ်ပြူပြီးလှုပ်ခတ်သွားခဲ့တဲ့စကိုင်းကလေးအရေးမှလည်း ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဒေဝကိုယ်တိုင်မြန်မာနိုင်ငံကိုလာပြီးကူညီဖို့ဆောင်ရွက်ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ခွင့်မရနိုင်ခဲ့တာကြောင့်ဒေဝဟာသူ့ရဲ့နှီးဆက်တဲ့အတိုင်းဝိုင်းကနေတက်ဆင်းငလင်အထံနဲ့ပြည်သူများအတွက်လိုအပ်သည့်များကိုကူညီထောက်ပံ့ပေးခဲ့တာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။